။သာလီဇော့ပါဒီကနေ့ဧပြီလ20ရက်နေ့နရင်းစရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုကျမမျက်နှာခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့စစ်ကောင်စီဟာသူကိုယ်တိုင်ပြင်ညာခဲ့တဲ့အပြစ်ခတ်ရစေးမှုကိုရှို့ဖောက်နေပြီးအပြစ်ပြီးဆိုင်ရာ ဖွဲ့စည်းတွေကစောင့်ကြည့်ကြဖို့ HTCO ကတိုက်တွန်းခဲ့တဲ့တည်င်း။ကျောက်ပြူကတရုတ်စီမံကိန်းတွေဟာအေအေနဲ့ဆွေးနွေးပူးပေါင်းဆောင်ရွက်တာမရှိပေ လုံခြုံစိတ်ချစွာမလီပတ်နိုင်ဘူးလို့ Arrogant Oil Wash ကထုတ်ပြန်ခဲ့တဲ့သတင်းနဲ့စာဝန်တွေရဲ့ခက်ခဲကြောင်းတန်တွေရစီးပီးချောင်တရှုပြခိုင်မြောက်ပိုင်းကိုပြောင်းရွှေ့နေကြတဲ့သတင်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်စစ်ကောင်စီဟာသူကိုယ်တိုင်ကြီးညာခဲ့တဲ့အပြစ်ခတ်ရဲစေးမှုကိုရှုဖောက်နေပြီးအပြည်ပြည်ဆိုင်ရာဖွဲ့စည်းရေးအနေနဲ့စောင့်ကြည့်ကြဖို့ ULAA ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HTCO ကတိုက်တွန်းထားပါတယ်။ကျောက်တော်မျိုးလေးချောင်းတက်ခိုက်ခံရမှုအပြီးမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်သတိပေးချက်ကိုအခုလိုထုတ်ပြန်ခဲ့တာလေးဖြစ်ပါတယ်။လီကျောင်းတက်ခိုက်မှုတွေဟာဧပြီလ2ရက်နေ့ကစတင်နေစစ်ကောင်စီရဲ့ကိုတိုင်ကြီးညာခဲ့တဲ့အပြစ်ခတ်ရစေးမှုရပောင်း20ကို ချိုးဖောက်တဲ့အရေးကြီးတဲ့မှတ်တမ်းတစ်ခုလေးဖြစ်တယ်လို့ HTCO ကဆိုပါတယ် ဒါကြောင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့လူသားချင်းစာနာရေးလုပ်ငန်းမှာပါဝင်သူတွေအနေနဲ့အခုလိုအခြေအနေတွေကိုနီးကပ်စွာစောင့်ကြည့်ကြဖို့ HTCO ကတိုက်တွန်းထားပါရီ။ဒါအပြင်မပေါက်ကွေးသေးတဲ့ပစ္စည်းတွေကိုဖိရှားရေးအတွက် အထောက်အကူပြုဖို့နဲ့ထိခိုက်ခံရတဲ့ဒေသခံတွေကို လူအပ်တဲ့ကာကွယ်မှုနဲ့အကူအညီတွေရှက်ရှင်းရရှိအောင်ဆောင်ရွက်ပေးကြဖို့လေ HTCO ကတိုက်တွန်းထားပါရီ။ ကျောက်ဖြူကတရုတ်စီမံကိန်းတွေဟာ EA နဲ့ဆွေးနွေးပူးပေါင်းဆောင်ရွက်တာမရှိပေလုံခြုံစိတ်ချစွာမလီပတ်နိုင်ဘူးလို့ American Oil Watch ကမနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ PE ကကြောက်ဖြူမျိုးနေကိုအပြည့်အဝသိမ့်ပိုက်သည်ဖြစ်စေမသိမ့်ပိုက်သည်ဖြစ်စေတရုတ်စီမံကိန်းတွေအပါအဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေဟာ EE နဲ့ဆွေးနွေးတာပူးပေါင်းဆောင်ရွက်တာမရှိပေအစဉ်ပြေလျှော့မွေမှာမဟုတ်ဘူးလို့ဆိုပါရီ ဒါအပြင်အာနာသိန်းစစ်ကောင်စီနဲ့အာရခတက်တော် EE တို့တိုက်ပွဲဖြစ်ပွားနေတဲ့ကြောက်ဖြူမြို့နေမှာပဋိပက္ခတွေတောက်လောင်နေတယ်လို့လေအဲ့ဒီအစီရင်ခံစာမှာဖော်ပြထားပါတယ်။ရခိုင်ပြည်သူတွေနဲ့မြန်မာတိုင်းငံလုံးကပြည်သူတွေကိုတိုက်ခိုက်နေတဲ့စစ်လက်နက်ပစ္စည်းတွေဝယ်ယူနိုင်ဖို့ဒေါ်လာသန်းပေါင်းများစွာထောက်ပံ့ပေးနေတာရဲ့တံပြန်အကျိုးသက်ရောက်မှုကိုတရုတ်အစိုးရဟာသတိပြုသင့်တယ်လို့လေဆိုပါတယ်။အာရခတက်တော် EE ဟာ ရခိုင်ပြည်မှာမြို့နေ18ခုရှိတဲ့အထေက14ခုကိုတင်ပိုက်ထားပြီးကြောက်ပြူမြို့ကိုဆက်လက်တင်ပိုက်ရင်စစ်ကောင်စီရဲ့အတွက်ဆုံးချုံမှုကြီးမားမယ်လို့လေအဲ့ဒီအစီရင်ခံစာမှာဖော်ပြထားခဲ့ပါတယ်။အလို့ကန်ရှားပါပြီးစာဝုနေဂျက်တီးရာတွေကြောင့်တန်တွေကစပီးဆောင်တရှုဟာရခိုင်မြောက်ပိုင်းကိုပြောင်းရွှေ့နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီလိုပြောင်းရွှေ့သွားတဲ့ဒေသခံတရှုဟာ စစ်မဖြစ်ခင်ကတန်တွေးမျိုးကိုရေလုံငန်းအတွက်ပြောင်းရွှေ့အရှိချခဲ့ကြတဲ့ရခိုင်မြောက်ပိုင်းကဒေသခံတွေအများစုဖြစ်တယ်လို့သိရပါတယ်။ရေလုံငန်းအောင်မြင်တဲ့တန်တွေးမျိုးမှာလက်ရှိအချိန်ထိစစ်ကောင်စီနေပြည်တော်ပင်လယ်ပြင်မှာရှိနေတာကြောင့်ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းကိုဒီဇိုင်းမမမလုပ်ကင်နိုင်တဲ့အတွက်အခုလိုပြောင်းရွှေ့နေကြတာလို့ဒေသခံအမျိုးသားတယောက်ကဆိုပါတယ်။အဲ့ဒီလိုအခက်အခဲတွေကြောင့်တန်တွေးမျိုးတွေကစစ်ပီးရှောင်ရီဟာ ရခိုင်မြောက်ပိုင်းဒေသဖြစ်တဲ့ပုံနာကျွန်းမြို့နယ်ကျောက်တော်မြို့နယ်နဲ့ရတိတော်မြို့နယ်စားတဲ့နေရာတွေကိုပြောင်းရွှေ့သွားကြတာလို့သိရပါတယ်။တန်တွေးစစ်ပီးဆောင်အကြီးကူညီပေးနေတဲ့ဒေသခံအရက်ဖက်အဖွဲ့အစည်းတွေမှလည်းအလူရှင်နေပါပြီးအထောက်ပံ့မရနိုင်တာကြောင့်စီဗီရှောင်းတွေဟာဆယ်ရိတ်ခါပြက်လက်တာတွေမကြာခဏကြုံနေရတယ်လို့ဆိုပါရီဒီလိုအခက်အခဲတွေကြောင့်တန်တွေးမြို့နယ်ကစီဗီရှောင်းတွေဟာ စာဝတ်နေကြက်တီးမှုတံကိုမခံနိုင်တဲ့အတွက်နီးစက်ရာဆွေမျိုးတွေရှိတဲ့ရခိုင်ပြည်မြောက်ပိုင်းကမြို့နေတွေကိုပြောင်းရွှေ့တာတွေရှိနေပြီးလူဦးရေရာကနန်းလောက်ရှိတယ်လို့ဒေသခံတွေက ပြောပါရယ်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမရှင် ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မလီရင်ကျောင်းတက္ကသိုလ်ဝန်ထမ်းအဖြေလွှာတွေပျက်စီးသွားပြီးမန္တလေး၊စကိုင်း၊ကချင်နဲ့နေပြည်တော်တို့ကကျောင်းသားကျောင်းသူတွေအားလုံးဂျွန်လ16ရက်နေ့ကနေစပြီးစာမေးပွဲပြန်ဖြေရမယ်လို့စစ်ကောင်စီကဒီကနေ့မှကြေညာထားပါတယ်။ကျွန်လာ16ရက်နေ့ကနေ21ရက်နေ့အထိတက္ကသိုလ်ဝင်စာမေးပွဲကိုပြန်လည်ဖြေဆိုရမှာဖြစ်တယ်လို့စစ်ကောင်စီပညာရေးဝန်ကြီးဌာနကထုတ်ပြန်အတည်ပြုထားပါတယ်။ ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့အချိန်မှာမန္တလေးတက္ကသိုလ်မိလောင်မှုဖြစ်ပွားခဲ့ပြီး2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေမိလောင်ပျက်စီးသွားခဲ့တာကြောင့်အခုလိုပြန်လေဖြည့်ဆို့ဖို့ကိုစီစဉ်ရတာလို့သိရပါတယ်။2025ခုနှစ်မက်ရှလာအတွင်းစစ်ဆေးခဲ့တဲ့တက္ကသိုလ်ဝင်စာမေးပွဲမှာဘာသာရဲ့အာလုံးဖြည့်ဆို့ခဲ့သူတွေကိုသာပြန်လေဖြည့်ဆို့ခွင့်ပြုမှာဖြစ်ပြီးဖြည့်ဆို့ခွင့်ရရှိသူတွေစီရင်ကိုတက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်ခရိုင် မြို့နီပညာရေးမုံရုံးတွေနဲ့စာစစ်ဌာနတွေမှာကြီးညာပေးမယ်လို့သိရပါတယ်။မန္တလေးတက္ကသိုလ်မိလောင်မုံအတွင်းကရှင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနဲ့နီးပြည်တော်ကောင်စီနေမျိုးတွေကစစ်ဆေးထားတဲ့2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေပါဝင်သွားခဲ့တာပါ။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ပုတ်ရဟန်းမင်းကြီး Francis ဟာဧပြီလ21ရက်နေ့မနက်ပိုင်း9:35မိနစ်မှာ ရောမမျိုးကဗာတီကန်နန်းတော်မှာခွေလွန်သွားခဲ့ပါရယ်။ခွေလွန်ချိန်မှာတက်တော်88နှစ်ရှိပြီဖြစ်ပါရယ်။ဗာတီကန်ဘန်နာတော်ထင်းကလည်းပုပ်ယဟန်မင်းကြီးဖရန်စစ်ရဲ့ဝိညာဉ်တော်ကိုဂယုဏမေတ္တာနဲ့ဂုဏ်ပြုပါရယ်လို့ပြောကြားခဲ့ပါရယ်။ပုပ်ယဟန်မင်းကြီးဟာအာဂျင်တီးနားနိုင်ငံကဖြစ်ပြီးပြီးခဲ့တဲ့လပိုင်းကစီယုံတဲကုသမှုခံယူခဲ့ပြီးတဲ့နောက်ဗာတီကန်နန်းတော်မှာနလလောက်နားနေဖို့ဆရာဝန်တွေကအကြံပြုထားခဲ့ပြီးနောက်ခွေလွန်သွားခဲ့တာပါ။ ူဟာအဆုတ်ရောင်နမိုနီးယားရောဂါဖြစ်ခဲ့ပြီးအရေးပေါ်အခြေအနေနှစ်ကြိမ်ကြုံတွေ့ခဲ့ရတယ်လို့သတင်းတွေကဆိုပါတယ်။သူဟာကက်သလစ်သာသနာခေါင်းဆောင်အဖြစ်တာဝန်ယူထားတာ12နှစ်အထိရှိလာချိန်မှာပဲအခုလိုကြွေလွန်သွားခဲ့တာပါရှင်။နရီဇရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလေးထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါရစေ။ ကျမတို့နရီစွာကထုတ်လွှင့်တဲ့သတင်းတွေကို www.narizara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရီစွာရုပ်တံကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။